တခြားဘာသာဝင်တွေကကျွန်တော်ကိုလာညင်းတဲ့အပေါ်ကျွန်တော်ဘာမှမတုံ့ပြန်ပါဘူးဒါပေမဲ့ဒီခရီးရန်ယုံကြည်သူတွေထဲကနေပြီးမှစံစာလည်းမသိဘဲနဲ့လာညင်းတဲ့အရာကိုတော့သူတို့တိသွားအောင်အနေငယ်ပြောပြဖို့တော့လာလိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့မင်းညကျွန်တော်တင်တဲ့ဗီဒီယိုအောက်မှာခရီးရန်တွေပဲလိုက်တော့မှန်ထားတာ ခရီးရန်မှာနောင်ဘဝမရှိဘူးဆိုတာဒါလေးတော့မသိဘူးလားနောင်ဘဝမရှိဘူးပေါ့နော်သူပြောချင်တာနောက်တစ်ယောက်ကလည်းခရီးရန်တွေကနောင်ဘဝကိုအယုံကြည်မရှိဘူးလို့ဆရာတချို့ဟောတာပြောတာကြားဘူးတယ် ဘယ်စရာဟောလဲတော့ကျွန်တော်လည်းမသိပါဘူး။နောင်ဘဝရှိတာကြမ်းချက်မှာမတွေ့ဘူးဘူးတဲ့။အေးလေကြမ်းစာမှာမဖတ်တာဘယ်တွေ့ဘူးမလဲ။အဲ့တော့နောင်ဘဝရှိတယ်ဆိုတာကြမ်းစာမှာအထောက်အထားနဲ့ကျွန်တော်ပြနိုင်ပါတယ်။နောင်ဘဝဆိုတဲ့အတုံးတုံးကြမ်းစာမှာအများကြီးတုံထားတာကိုလည်းတွေ့ရတယ်။အဲ့ဒီအထက်ကတချို့အရာလေးတွေကိုကျွန်တော်ဖတ်ပြချင်ပါတယ်။မတ်တဲခန်းကြီးစနစ်အငယ်30နှစ်မှာလူသားကိုနှုတ်ဖြင့်ပြမာတော့သူဤအပြစ်ကိုလည်းလွတ်နိုင်၏။ တန်ရှင်းသောဝိညာဉ်တော်ကိုနှုတ်ဖြင့်ပြစ်မာတော်သူ၏အပြစ်ကိုယခုဘဝနောင်ဘဝ၌မလွတ်နိုင်ဟောဒီမှာတခင်ယေရှုကိုယ်တိုင်နောင်ဘဝရှိတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောထားတာဖြစ်ပါတယ်နောက်တစ်ချက်ကလုကာအခန်းကြီး7အငယ်30မှာထိုသူဒီယခုကာလ၌အစများစွာသောအကျိုးကို၎င်းနောင်ဘဝ၌ထာဝရအသက်ကို၎င်းခံရလက်တန်ဟုမိန်တော်မူ၏နောင်ဘဝ၌ထာဝရအသက်ကို၎င်းခံရမည် သခင်ယေရှုကိုတိုင်မိန့်ထားတာဖြစ်ပါတယ်တတိခန်းကြီးလေးအငယ်၈မှာဆိုရင်လည်းသခင်ယေရှုကိုယုံကြည်လက်ခံတဲ့သူဟာယခုဘဝအကျိုးနောင်ဘဝနဲ့ဆက်ဆိုင်တဲ့ဂတိတော်ကိုရတယ်လို့ကျမ်းစာထဲမှာပြောထားဖြစ်ပါဒါကြောင့်ယုံကြည်သူခရိယန်များနောင်ဘဝရှိတယ်ဆိုတာကိုသိစေချင်ပါတယ်တခြားဘာသာဝင်တွေကိုတိုက်ခိုက်ပြီးပြောဆိုတာလုံးဝမဟုတ်ပါဘူးတမန်ကျမ်းစာမှာပြောတဲ့နောင်ဘဝဆိုတာကကောင်းကင်နိုင်ငံတော်ကိုဝင်စားပြီးမှခရစ်တော်နဲ့အတူဘဝဝင်စားတာ ခရစ်တော်ထားတဲ့နေရာအရဲ့အရာတွေစီရင်ခြင်းတွေစတဲ့ဖြစ်မော်နော်ပြောစရာတွေအများကြီးရှိပါတယ်။ဒါကြောင့်နောင်ဘွားမရှိဘူးဆိုပြီးမှလာရောက်ညှင်းခုန်နေတဲ့သူတွေကျမ်းစာတရားဖတ်ပါနော်အဲ့တော့ကျမ်းစာမှာနောက်ထပ်တစ်ခုဝိညာဉ်ဖခင်ဝိညာဉ်မိခင်ဆိုတာကျမ်းစာအတုံးလုံးနဲ့လုံးဝမကိုက်ညီပါဘူးဝိညာဉ်ဖခင်ဝိညာဉ်မိခင်ဆိုပြီးတုံးလုံးလိုက်တာဒီဖရားရဲ့နေရာကိုဓာတ်ရိုက်လူတာဖြစ်ပါတယ်ယောဟန်အခန်းကြီး1အငယ်73မှာလေ ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူကတဲ့ဖခင်တခင်ရဲ့သားဖြစ်တယ်။အဲ့ဒီသားတွေကလူမျိုးနဲ့ဆက်ဆံရေးဖွာတော်သားလည်းမဟုတ်ဘူး။မေထုံတန်ဝါဒအဖြစ်ဖွာတဲ့သားလည်းမဟုတ်ဘူး။လူအလိုလျောက်ဖွာတဲ့သားမဟုတ်ဘူးတဲ့။ဖခင်တခင်ဖြစ်ပွားစေတဲ့သားတွေဖြစ်ပါတယ်။ဒါကြောင့်တခင်ယေရှုခရစ်တော်ရဲ့အကြောင်းကိုသင်ဟာဆရာသမားတယောက်ကနေတဆင့်ကြားသိရလို့ယုံကြည်လို့ကယ်တင်ခြင်းရသွားတယ်ဆိုရင်အဲ့ဒီဂျားခံလူကိုဖခင်ရဲ့အတုံးတော်ခံလို့ပဲခေါ်ပါတယ်။သင်ရဲ့ဝိညာဉ်ဖခင်ဝိညာဉ်မိခင် လုံးဝမဟုတ်ပါဘူး။သင်ရဲ့ဝိညာဉ်ရေးရာကိုပြုစုပြောထောင်ပေးတဲ့သူကိုလေဓမ္မအမှုတော်ဆောင်ယေဘရဟိတ်တို့နော်ပရောဖက်တို့စတဲ့ဖြစ်မဲ့ခေါ်ပါတယ်။ဝိညာဉ်ဖခင်ဝိညာဉ်မိခင်လို့မခေါ်ပါဘူး။ဒါပေမဲ့အတင်းတော်တွေမှာအဖာတင်အုပ်စရာဆိုတဲ့အတုံးတုံးကတော့ဒါမားတယ်လို့ကျွန်တော်လုံးဝမဆိုလို့ချင်မအောင်။ဘာကြောင့်လဲဆိုရင်အတင်းသူတင်သားတွေကိုကိုယ့်ရဲ့တာသမီတစ်ဖွဲ့ပြုစုဆောင်ရှောက်တာကိုတော့အဖာတင်အုပ်စရာလို့တော့ခေါ်ထိုက်ပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့ဝิญဉေရနဲ့ပတ်သက်လာရင်တော့ဝิญဉေဖခင်ဝิญဉေမိခင်ဆိုတာ ဘုဒ္ဓကိုမှမခေါ်ထိုက်ဘူးဆိုတဲ့အကြောင်းလေးကိုပဲထပ်လောင်းပြောကြားခြင်းပါတယ်အားလုံးဖြိုင်ကောင်းရှိပါစေ